မနဲ့ကဘလို့အမတ်တရားရှိလဲဆိုတော့ဆီယမကဒါမလင်းအရန်ကိုပေါ့နော်လေးစားအားကျရတဲ့ဆီယမပါတခါတလေဆိုလို့ရှိရင်အာကို့မှာပေါ့နော်အခက်ခဲကြီးကြုံတွေ့တာတို့ဘာတို့ကိုကိုယ်တိုင်မဆုံးဖြစ်နိုင်တဲ့ဟာလေးတွေဆိုလို့ရှိရင်ဆီယမစီကိုသွားပြီးတော့ဆီယမရဲ့အားပေးတာတွေနှစ်တိမ်လာရင်ရက်တည်နိုင်ခဲ့တဲ့ဟာလေးတွေလည်းရှိတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဆီယမကမလင်းအမြဲတမ်းလေးစားအားကျရတဲ့ဆီယမတစ်ယောက်ပါရှင့် တော်တော်ပေးသူကတော်ဆုံးခြင်းကတော်အနစ်နာခံကတော်ဘုရားကောင်းသူကိုကောင်းစွာလုံဆောင်ကတော်ဘုရားဒီသာစုညာဆာအားရှိသလားဆရာမကကြတော့ပေါ့เนาะမလင်းတို့အရင်လေးစားအားကြရတဲ့ဆရာမကြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ဆရာမရဲ့ဒီနေ့အသက်82နှစ် မြောက်ပေါ့နော်မွေးနေ့ကနေစပြီးတော့ကောင်းကျိုးလိုရာအဖျားဖျားနဲ့အကြီးထက်မကပို့ပြီးတော့အများအကျိုးကိုအဲတည်ဖို့နိုင်တဲ့ဒီဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။အဓိကကတော့ဒါအနုပညာစီစာရေးဘုဘိုက်တာမှာကြတော့ဟိုဆီယမားနဲ့ဖုံဖုံနဲ့ဦးစီးပြီးတော့အမှုဆောင်တွေလည်းရှိပါတယ်။အာစီစာရေးကအဖွဲ့တွေလည်းအများကြီးရှိပါတယ်။မလင်းတို့ဆိုတာကတော့ဒါတိတိလေးပဲပေါ့နော်။မလင်းတို့ကကြတော့ကိုအားတဲ့အချိန်မှာကအားတယ်လို့ပေါ့။ကိုတက်ဆွမ်းတလောက်လာပြီးတော့ဝင်ပြီးတော့ကုညီဖြစ်ပါတယ်။အဲ့လောက်ပါပဲရှင်။ဟုတ်။ အာအမအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်တော့တရားပေါ့နော်ဟိုဒီအမှုပညာသမားမဟုတ်ဘူးအကုန်လုံးအသက်ကြီးရဲ့လူတွေဟာဟိုအသက်ကြီးလာတာနဲ့အများပေါ့နော်ဟိုပေါ့ဘယ်လိုပြောမလဲဟိုတယောက်တည်းဟိုလုံလီးမဖြစ်ချင်သူကစကားပြောချင်တယ်အဲ့ဒါမျိုးလေးပေါ့နော်အမိတဲအဖော်လေးနေနေချင်တယ်အဲ့အချိန်မှာမှဒီအမှုပညာစီစာရေးဘဝရိတ်တာဆိုတာအမှုပညာသမားတွေကြီးပဲဖြစ်တဲ့အခါကျတော့တယောက်နဲ့တယောက်စိတ်ကူးစိတ်တန်းရင်းတွေးပုံရင်းပြောဆိုချင်းတူတူ တူတူညီညီရှိမဲ့သူအချင်းချင်းအတွေ့အစ်ပေါ့နော်စိတ်ကူးလေးတွေကိုဖလဲခွင့်ရတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့အမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါအဲကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်ကိုလည်းဒါအနုပညာသမားကိုလည်းရှေ့လျှောက်အသက်ကြီးရောက်မှလေအဲပြောမယ်ဆိုရင်ကိုလည်းတစ်ချိန်ကြောက်လို့ရှိရင်ဒီဧည့်သာကိုရောက်ရင်လည်းရောက်လာမှာပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့ဒါကတော့အနုပညာသမားတွေဒီတန်းထုတ်ထားတဲ့အနုပညာစီစာရေးဘဝရေးတာလေးဖြစ်တဲ့အတွက်ကြောင့်မလို့အနုပညာသမားတွေအတွက်တော့အဲကောင်းမွန်တဲ့နေရာလေးဖြစ်မယ်လို့အမထင်ပါတယ်ရှင်ဟုတ်အရင်တော့ဆိုလို့ရှိရင်တော့ရောက်ဖြစ်တယ်အခုနောက်ပိုင်းမှာ ဆိုရင်တော့မှပဲရောက်ဖြစ်တာနည်းနည်းကျဲလာတယ်ပေါ့နော်အာဘာဖြစ်လို့လဲဆိုတော့ဒီရိတ်သားမှာရောက်တဲ့ဒီအပိုးတွေအဖွာတွေပေါ့နော်ဆိုတာကလည်းကိုယ့်ရဲ့မိဘတွေလိုပဲပေါ့နော်အော်ဒီအမှုပညာနဲ့ပတ်သက်ပြီးတော့မိဘတွေကိုပုံမှန်ဆိုလို့ရှိရင်တော့ကိုယ့်အိမ်မှာနေသူ့အိမ်မှာသူနေဆိုတာနဲ့တယောက်နဲ့တယောက်သူ့ပြဖို့ဆိုတာကအရင်နေတယ်ပေါ့နော်ဒီရိတ်သားမှာရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကိုယ့်ရိတ်သားရောက်တဲ့အချိန်မှာထူး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 လိုက်ရှာနေစရာမလိုဒီအပိုးတွေအဖွာတွေကိုတူတူစီးတွေ့နိုင်တယ်ရှေ့ပြောင်အောင်မိွယ်လေးတွေလည်းပြောနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ အာဆ ्याम မနဲ့ကဘလို့အမတ်တရားရှိလဲဆိုတော့ဆ ्याम မကဒါမလင်းအရန်ကိုပေါ့နော် လေးစားအားကျရတဲ့ဆ ्याम မပါတခါတလေဆိုလို့ရှိရင်အာကို့မှာပေါ့နော်အခက်အခဲတွေကြုံတွေ့တာတို့ဘာတို့ပေါ့နော်ဥမာဟိုပေါ့နော်ကိုဖြည့်ရှင်းမဲ့ဟာလေးတွေရှိတဲ့ဟာလေးကိုကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့ဟာလေးတွေဆိုလို့ရှိရင်ဆရာမစီကိုသွားပြီးတော့ဆရာမရဲ့အားပေးတာတွေနှစ်တိတ်နိုင်နေကိုပေါ့နော်အဲဟုတ် ဟိုဂျက်တီနိုင်ခဲ့တဲ့ဟာလေးတွေလည်းရှိရပေါ့เนาะဆိုရတဲ့အတွက်ကြောင့်မလို့ဆရာမကမလင်းအမြဲတမ်းလေးစားအကြရေးဆရာမတယောက်ပါရှင်ဟုတ်ပြီ you အားလုံးပေါ့เนาะအခုစတောင်းပေးချင်တာကတော့ဆရာမအဒီ82နှစ်ပြောင်းဝင်းလေးရနေစပြီးတော့အသက်ရှိကျန်းမာစွာနဲ့ဒီထက်မကပေါ့เนาะအများကျိုးကိုဆောင်ရွက်နိုင်တဲ့သူဖြစ်ပါစေလို့မလင်းကစတောင်းပေး